တကြားလိုချုံမင်းနဲ့ရာတီကွင်၄မျိုးဘယ်ရာတီကွင်တွေကတကြားလိုချုံမင်းတလဲဆိုတာသိကျင်နေပြီလားသိရဲ့ပုံဝင်ချိန်ကိုချုံမင်းမှုတွေဖြန့်ကျက်နေတဲ့ရာတီကွင်၄မျိုးရဲ့နှစ်လိုပွဲကောင်းတဲ့ဇယိုက်လက္ခဏာတွေကိုနားထောင်ကြည့်လိုက်ပါဦးနံပါတ်၁ပြားရီလိုချုံမင်းနဲ့ကရကက်ကန်ဆာသင်ကကရကက် ရာတီပွားဆိုရင်ရွေးထွေးကျင်နာတဲ့ပြီးတနာကျင်နာတဲ့တဲ့သဘောတဘာဝရှိသူအဖြစ်လူသိများပါတယ် တင့်ရဲ့ချိုမိန်နဲ့စိတ်နေစိတ်ထားနဲ့စာနာတတ်တဲ့နှလုံးသားကတင့်ကိုတငယ်ချင်းနဲ့မိသားစုတွေအတွက်မိခိုအားထရာပခုံးတစ်ခုဖြစ်စေပါတယ်။ပြားပရုံတွေ ပြားရည်စီကိုဆွဲဆောင်ခံရတယ်လို့ပဲလူတွေက တင့်ရဲ့နှစ်သိမ့်မှုပေးတဲ့ပုံစံကြောင့်တင့်ရဲ့အနာမှာလုံခြုံပြီးချစ်ခင်ခံရတယ်လို့ခံစားရပါတယ်။ဒါကြောင့်တင့်အနာမှာ လူတွေကအမြဲဝိုင်းနေတတ်ပါတယ်။နံပါတ်1ကတော့ချစ်ခင်ပြီးသစ္စာရှိတဲ့အတူ Libra တွေ့ရသည့်ဘွားတွေကဆွဲဆောင်မှုရှိပြီးကြော့ရှင်တဲ့ပုံစံရဲ့အထွတ်အထိပ်ပါပဲသူတို့ရဲ့စစ်မှန်တဲ့ချစ်ခင်မှုနဲ့တန်တမန်ဆန်မှုတွေက ချုံမိမှုတွေကိုဖြန့်ချက်ပေးပါတယ်တွေ့ရသည့်ဘွားတို့အင့်အနာ မှရှိနေရင်ဘရောမှတယောက်ထဲလို့ခံစားရတော့မှမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူတို့ကသစ္စာရှိပြီးဆက်ဆံရေးတွေကိုအလေးထားမြင်လို့သူတွေဖြစ်လို့ပါ သူတို့ရဲ့တဟဇာတာဖြစ်တဲ့သဘာဝပတ်ဝန်းကျင်ကလူတွေကိုငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုတွေယူဆောင်လာပေးပြီးချုံမင်းတဲ့တရားလုံးတစ်ခုလိုပဲမငင်းဆန်နိုင်အောင်ဆွေးဆောင်မှုရှိစေပါတယ်။နံပါတ်3စဉ်းစားမှုအပြည့်နဲ့မိဖိုက်စီမိရာတီဘွားတွေကတော့ရွှေလိုနှလုံးသားပိုင်ရှင်အိမ်မက်မက်သူတွေပါ။သူတို့သွားလျာကိုစဉ်းစားမှုနဲ့တနာစဉ်းစားမှုတွေဖြန့်ကျက်ပေးပါတယ်။သူတို့ရဲ့ကိုကျိုးမဖတ်တဲ့တဘာဝနဲ့နူးညံ့တိမ်မွေးတဲ့စိတ်ဓာတ်ကသူတို့ကိုရာသီကွင်းရဲ့ချစ်စရာအကောင်းဆုံးသူတွေဖြစ်စေပါတယ် နားထောင်ပေးတာဖြစ်စေအကူအညီပေးတာဖြစ်စေမင်းရသည်ဘွားတွေကချစ်ချင်းမြတ်တာနဲ့အပြုသဘောဆောင်တဲ့စိတ်ဓာတ်တွေကအေးတဲ့နေ့တစ်နေ့မှာနှွေးထွေးတဲ့ပွေးဖွဲ့မှုတစ်ခုလိုပဲပြန့်ကျက်ပေးဖို့အမြဲတမ်းကြိုးစားတတ်ပါတယ်။နောက်ဆုံးရသည်တွင်ကတော့နှွေးထွေးမှုနဲ့ရရောမှုရှိတဲ့ဒိတ်တာ Taurus ဒိတ်တာရသည်ဘွားတွေကခိုင်မာတဲ့သစ္စာရှိမှုနဲ့ရရောမှုကြောင့်လူသိများပြီး သူတို့ကိုရာသီကွင်းရဲ့ချစ်စရာကောင်းသူတွေဖြစ်စေပါတယ် သူတို့ရဲ့လက်တွေ့ကြပြီးချစ်ခင်တတ်တဲ့သဘောတဘာဝကသူတို့ရဲ့ဆက်ဆံရေးတွေမှာလုံခြုံမှုနဲ့နှွေးထွေးမှုတွေကိုဖန်တီးပေးပါတယ်။အရသာရှိတဲ့အချိုပွဲတစ်ခုလိုပဲဖိတ်တာရသည့်ဘွားတွေကသူတို့ရဲ့အတွင်းစည်းထဲမှာရှိနေတဲ့ကံကောင်းတဲ့သူတွေကိုနှစ်သိမ့်မှုနဲ့ပျော်ရွှင်မှုတွေယူဆောင်လာပေးပါတယ်။ဒီရသည့်ကုနေရဲ့ချိုမိန်မှုတွေကိုလေ့လာကြည့်တဲ့အခါတင်ကသူတို့ရဲ့ဇယိုက်လက္ခဏာတွေတဲကတခုဒါမှမဟုတ်တခုထပ်ပို့ပြီးကိုယ့်ကိုထင်ဟနေတာကိုတွေ့ရှိနိုင်ပါတယ် တင့်ကိုတင်ဖြစ်စေတဲ့ထူးခြားတဲ့ကိုရီကိုသူတွေကိုလက်ခံပြီးကဘာကြီးတွေကိုယူဆောင်လာတဲ့ချုံမိန်မှုတွေအတွက်ကိုကိုကိုဂုံပြူလိုက်ပါအခုပြပြပေးထားတဲ့အကြောင်းအရာလေးကတော့တကြားလိုချုံမိန်နဲ့ယာတီကွင်လေးမျိုးအကြောင်းကိုပြပြပေးထားတာပဲဖြစ်ပါတယ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာလေးတွေကိုပြပြပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရှိပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်